မင်္ဂလာပါရှင်ရန်ကုန်ခေတ်သရမနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။မဲဆင်းမောင်းရမှုကိုလူမှုကွန်ရက်မှာမတင်ပဲတက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းဖြည့်ဆင်းကြရန်စက်ဖို့ပါတီတွင်ညွှန်ကြားပါရယ်။စင်ကူးမှာပြည်သူနဲ့ဆက်ဆံရမှာအပြုတ်မူပိုင်းအားနယ်ရော့ရဲတဲ့ PDF ရဲဘော်တွေအားလုံးကိုအရေးယူမှာဖြစ်ပြီးရဲဘော်တွေနဲ့အချင်းများကြတဲ့လူပုတ်ကိုနဲ့မိသားစုဝင်တို့ကိုလည်း ဖန်စီအရေးယူမှုတစ်စုံတစ်ရာပြုလုပ်ရန်မရှိတဲ့တဲ့တွင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခေတ္တတွင်ဒီကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တစ်ပုဒ်ကတော့စစ်တပ်ကကျင်းပဖို့ပြင်ဆင်နေတဲ့ရွေးကောက်ပွဲအတွက်မဲစင်းမှားယွင်းမှုတွေကိုလူမှုကွန်ရက်ဆိုရှယ်မီဒီယာမှာအကြေတဝင့်တင်ကြည့်မပြုပဲသက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်နဲ့ညှိနှိုင်းဖြည့်ရှင်းကြဖို့ကြက်ဖို့ပါတီအတွင်းမှာညွှန်ကြားလာတယ်လို့ ကျန်းဖို့ပါတီသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်သတင်းပါလာ30အနေကနေစတင်ကအကြမ်းဖက်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကမဲဆင်းတွေကိုထုတ်ပြန်ခဲ့ပြီးအဲ့ဒီမဲဆင်းတွေဟာနိုင်ငံလုံးအတိုင်းအတာနဲ့အမှားယွင်းမြောက်များစွာ ပါဝင်လာတာလည်းဖြစ်ပါတယ်။အဲလိုမဲဆင်းမှားယွင်းနေမှုတွေကိုနေပြည်တော်နယ်မြေမှာရွေးကောက်ပွဲဝင်မဲ့ဘူးလက်လှဆွေကလူမှုကွန်ရက်ကနေတဆင့်အကြီးအကျယ်ဝေဖန်မှုတွေလှုပ်ဆောင်လာပြီးရဲ့နောက်မှာ ကျန်းပိုပါတီအတွင်းမှာမဲဆင်းမှားရမှုတွေကိုလူမှုကွန်ရက်မှာတင်တာပြောဆိုတာဝေဖန်တာတွေပြုလုပ်ဖို့အတွက်အခုလိုညွှန်ကြားလာတာလည်းဖြစ်ပါတယ်။ဒါအပြင်တရားရဂိုင်းတို့ပြည်စုံမှန်ကန်တဲ့မဲဆင်းမျိုးကဘာမှမရှိတဲ့အတွက်မဲဆင်းမှားရမှုဟာဖြစ်တတ်တဲ့သဘောဖြစ်ပြီးပူပေါင်းဆောင်ရွက်ညှိနှိုင်းမှုနဲ့သာမဲဆင်းအမှန်ကိုဆောင်ရွက်နိုင်မယ်လို့လည်း ချက်ဖို့ပါတီအတွင်းရှင်လင်းပြောဆိုလာကြောင်းချက်ဖို့ပါတီသတင်းမြစ်ကပြောပါရယ်ဒါအပြင်အချက်ပဲစစ်တပ်ကခန့်အပ်ထားတဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဆိုသူကလည်းရွေးကောက်ပွဲအတွက်မဲစင်းတွေအချက်လက်ကွက်လွဲမှုမပြည့်စုံမှုနဲ့လိုအပ်ချက်တွေရှိနေပြီးပြည်သူတွေအနေနဲ့မိမိနံမီမဲစင်းမှာပမပအချက်လက်ပြည့်စုံမှန်ကန်မှုရှိမရှိမဲစင်းထုတ်ပြန်ကြေညာထားတဲ့နေရာတွေကို လာရောက်ကြည့်ရှုနိုင်ဖို့ ਨੇ ပြင်ဆင်ဖြစ်ဆက်ဖို့လိုအပ်ချက်တွေရှိရင်လေကာကန်ရှင်အနေနဲ့ရွေးကောက်ပွဲညဝရီပါပြတ်ထန်းချက်တွေနဲ့အညီသတ်မှတ်ပုံစံတွေနဲ့ဖြစ်ဆက်စွမ်းနိုင်ရအသိပေးချဖို့လိုအပ်တယ်လို့လည်းပြောဆိုထားပါဗျ။ပြီးခဲ့တဲ့2020ရွေးကောက်ပွဲတုန်းကတော့အကျန်းဖက်မင်းအောင်လိုင်းကမဲဆင်းတွေမှားယွန်းတယ်ဆိုကစစ်အာဏာသိမ်းခဲ့ပြီးတမရဦးဝင်းမြင့်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကိုမတရားဖမ်းဆီးထောင်သွင်းအကျဉ်းချခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ မန္တလေးရဲ့တိုင်းတဘောကိုတက်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းစင်ကူးမြို့နယ်မှာပြည်သူလူပေါ်ဆက်ဆံရမှာအပြုတ်မှုပိုင်းဆိုင်ရာရော့ရဲအာနယ်သွားခဲ့တယ်။တာဝန်ကျရဲဘော်တွေကိုတတိပေးအရေးယူမှုတွေလှုပ်ဆောင်သွားမယ်လို့စင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ ပြီးခဲ့တဲ့အောက်တိုဘာလ17ရက်နေ့ညနေ3နာရီအချိန်ခန့်လောက်မှာစင်ကူးမြို့နယ်ကပြည်သူမိသားစုတစုနေထိုင်ရာနေအိမ်မှာ Starlink Internet တက်ဆင်အသုံးပြုမှုနဲ့ပတ်သက်ပြီးစင်ကူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကထုတ်ပြန်ထားတဲ့စီမင်းစည်းကမ်းအချို့ကိုဖောက်ပြက်တယ်လို့ဆိုပြီးအရေးယူရန်တွားရောက်ခဲ့တဲ့ရဲဘော်တွေနဲ့ ပြည်သူမိသားစုဝင်တွေအကြားမှာအငင်းခုံဖြစ်စကားများခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုပြည်သူလူထုနဲ့အချင်းများခဲ့တဲ့တာဝန်ကျရဲဘော်တွေကိုစင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ဆောင်ရွက်သွားမယ်လို့လည်းအသိပေးထားပါတယ်။ဒါအပြင် Starlink Internet စီကန်းကိုချုပ်ဖောက်ခဲ့တဲ့မိသားစုနဲ့လည်းတွဲဆုံညှိနှိုင်းဖြစ်ရှင်းသွားမှာဖြစ်တယ်လို့အခုလောလောဆယ်မှာ ဘသူကောမှာအရေးယူထားခြင်းမရှိဘဲစတားလင်အသုံးပြုမှုစီမင်းစီကံချုပ်ဖောက်မှုနဲ့စတားလင်ဆက်ကိုယာယီထိမ့်သိမ်းထားတယ်လို့လည်းစင်ကူးမျိုးနဲ့အရေးပေါ်အုပ်ချုပ်ရေးကော်မတီအတွင်းမှုကပြောပါတယ်စင်ကူးမျိုးနဲ့အတွဲမှာစတားလင်အင်တာနက်ကိုအိမ်သုံးတည်တံ့အတွက်သာခွင့်ပြုမှာဖြစ်ပြီးအများပြည်သူလူထုကိုအခကျေးဝင်နဲ့မျှဝေသုံးစွဲခွင့်နဲ့စတားလင်အင်တာနက် line ခွဲဝေသုံးစွဲရာကိုလုံးဝခွင့်မပြုဘူးလို့လည်းဆိုထားပါတယ်အသုံးပြုမဲ့စတားလင်ဆက်ကို password နဲ့သာအသုံးပြုရမှာဖြစ်ပြီး public ကိုအသုံးပြုခွင့်ပေးမယ်ဆိုရင်သက်ဆိုင်ရာတာဝန်ရှိသူတွေစီမှာတင်ပြလျှောက်ထားရမှာဖြစ်ပြီးခွင့်ပြုချက်ရမှာသာသုံးစွဲခွင့်ရှိမှာဖြစ်တယ်လို့လည်း စင်ကုမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးကော်မတီကပြီးခဲ့တဲ့ဩဂတ်စ24ရက်နေ့ကထုတ်ပြန်ထားပါတယ်။ဒါအပြင်ခွမြို့ချက်အရငွေသွင်းငွေထုတ်နဲ့အရေးပေါ်ကျန်းမာရေးကိစ္စတွေအတွက်အသုံးပြုဖို့ရှိရင်အသုံးပြုသူတွေအမည်နိုင်ငံသားစစ်စီကပ်ပြအမှတ်နဲ့နေရက်လိပ်စာအပြည့်အစုံကိုမှတ်တမ်းထင်ထားမှာဖြစ်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးတဲ့အချိန်မှာပြသရမှာဖြစ်တယ်လို့လဲစီကံထုတ်ပြန်ထားပါတယ်။ Starling Internet အသုံးပြုလို့နေမြေတွင်းလုံခြုံရေးကျုပ်ပေါက်မှုပေါ်ပေါက်လာခဲ့ရင်လဲ စတားလင်ဆက်ပိုင်ရှင်ကတာဝန်ယူတာဝန်ခံရမယ်လို့လည်းစီကံတဲမှာဖော်ပြထားပါတယ်ရှင်။ဒီတစ်ခါမှာတော့ ARD တန်းမြို့နယ်၅မြို့နယ်မှာ AAPDF ပူပေါင်းတပ်တွေနဲ့စစ်တပ်အကြတိုက်ပွဲတွေပြင်းထန်နေပြီးစစ်တပ်ဘက်ကသေဆုံးထိခိုက်မှုများပြားနေကစစ်ုံကြင်တွေမလုံလောက်တဲ့အပြင် ဆေးဝါးတွေပြက်လက်တာတွေတောင်ဖြစ်နေပြီလို့တက်တဲ့င်းမြစ်ကပြပြပါရယ်အေရာဗီတိုင်းကမြို့နယ်ငါမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲမှာဒဏ်ရအကြမ်းဖက်စစ်သားအလုံးကိုအမှတ်လေးတက်မတော်စစ်တပ်ရဲ့မဆရလေးနဲ့စေယုံတွေမှာကုသပေးနေတာဖြစ်ပြီးဂဒင်နဲ့ဆေးဝါးတွေမလုံလောက်တော့ဘူးလို့လည်းသိရပါဗါတယ်။ AR တိုင်းတဲ့ကလေးမျက်နာမြို့နယ်အင်ကဘူမြို့နယ်တာပေါင်းမြို့နယ်ပသိမ်မြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာ AAPDF မဟာမိတ်တပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်တပ်တို့ကြားမှာတိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။အဲတိုက်ပွဲတွေအတွင်းမှာထိခိုက်ဒဏ်ရာရှိတဲ့စစ်သားအလုံးကိုပသိမ်မြို့အနောက်တောင်တိုင်းစစ်တနာကျောက်အခြေဆိုင်စစ်မြေပြင်စစ်တပ်ရဲ့မဆရာလေးကိုသာပို့ဆောင်နေရတာကြောင့်နေစဉ်ဒဏ်ရစစ်သားတွေအစုလိုက်ပြုံလိုက်ရောက်ရှိလာနေရလို့လည်းသိရပါဗျ။အော်တိုဘာလ၈ရက်နေ့ကဆိုရင် မဆာရလေးမှာရှေတန်းကခန္ဓာကိုယ်လက်မောင်းနေခြေထောက်တို့မှာကြည်ထိမှန်ကရောက်ရှိလာတဲ့ဒဏ်ရစစ်သားတွေအစုလိုက်အပြုံလိုက်ရောက်ရှိလာတဲ့အတွက်စစ်တပ်ရဲမှာဂရင်မလုံလောက်တော့ပဲဆေးရုံနဲ့စစ်တရင်ရှိကအာကစားခွင်နဲ့နားနေဆောင်တို့မှာကြိုးပွဲတွေကိုခေါင်းစေကဒဏ်ရစစ်သားတွေကိုစစ်ကူတမှုတွေပေးနေတယ်လို့လည်းသိရပါဗါးအလားတူအော်တိုဘာလ9ရက်နေ့နဲ့10ရက်နေ့တို့မှာလည်း မဆရလေးစစ်စေးယုံရင်ခွဲယုံမှာရှေတန်းပြန်စစ်သားအလောင်းတွေကိုအစုလိုက်အပြုံလိုက်အမိန့်စာပြန်နေကရွှေမြင်းနေတဲ့ဂျိုးဆက်မှာမြင်းတဂျိုးနေပြီးစစ်သုံးပစ္စည်းတွေကိုအစုလိုက်အပြုံလိုက်စွပြင့်ထားတယ်လို့လည်းသိရပါတယ်ရှင်။စကန်တရင်တပုတ်ကိုကြည့်အောင်ပါ။စကန်တန်စလင်းကြီးမြို့ပေါ်ကမြို့မရဲစကန်ကိုနှင်းရဲဇက်တိုက်လက်နယ်ကြီးတွေနဲ့တိုက်ခိုက်ခဲ့ရမှာ။ စစ်တပ်ဘက်ကထိခိုက်မှုရှိနိုင်ကြောင်းပွဲတန်းကျော်လက်နက်ကြီးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်အော်တိုဘာလ10ရက်နေ့နဲ့17ရက်နေ့တို့မှာစလင်းကြီးမြို့ပေါ်ကမြို့မရက်စကန်ကို ၂ရက်စစ်တပ်60မမလက်နက်ကြီး43လုံးနဲ့တော်လဲပူပေါင်းတပ်ဖွဲ့တွေဘက်ကပြစ်ခတ်တိုက်ခိုက်ခဲ့လို့လည်းသိရပါဗျ။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးပဲတော်လဲရဲဘော်တွေအနေနဲ့အထိခိုက်မှရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါဗျ။အဲဒီတိုက်ခိုက်မှုကိုပွဲတိုင်းကျော်လက်နက်ကြီးတပ်ဖွဲ့ တော်လန်ပြောက်ကြားတပ်ဖွဲ့စွန်ရဲပြည်သူ့ကာကွယ်တပ်ဖွဲ့နောင်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဆိုလိုအောင်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ဘဂဝတန်တပုတ်ကိုကြည့်အောင်ပါ။ဘဂိုးတိုင်းပြည်မြို့နယ်မှာပေါန်းတလေပြူစောတီကောင်းဆောင်လှမြစ်ပြစ်ခတ်ရှင်းလင်းခံရပြီးတဲ့နောက်မှာတားဖြစ်သူစန်းတီဟာကပြူစောတီကောင်းဆောင်နေရာကိုရယူကာ မိသားစုဝင်တွေအားလုံးပေါင်းတလဲရေစကန်မှာပြောင်းရွှေ့နေထိုင်ကြရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရယ်အော်တိုဘာလ6နှစ်မနဲ့10နိုင်လောက်ကပြည်မြို့နယ်ပေါင်းတလဲအပိုင်းခွေရဲကျေးရွာကပြူစော်တီခေါင်းဆောင်လှမြင့်ကိုဝန်တင်စိတ်ကျေးရွာနေပဲခူးတိုင်စစ်တနာပြူဝ27ကုကဲမှုအောက်ကပြည်ခရံတရင်တွေကပြစ်ခတ်ရှင်းလင်းပြည့်ရဲ့နောက်မှာကြံရှိနေတဲ့ပြူစော်တီအဖွဲ့ဝင်တွေကိုတားဖြစ်သူစိုင်းတီဟာကဆက်လက်အုပ်ချုပ်နေတာဖြစ်ပြီး ပြူစောတီခေါင်းဆောင်ယာတို့ကိုဆက်လက်ခံယူထားရလို့လည်းသိရပါဗျ။ဒါပေမဲ့စိုက်တီဟာယွာမာဆက်မနေရတော့ပဲ။ပေါင်းတလေရဲစခန်းကိုမိသားစုဝင်တွေအလုံးပြောင်းရွှေ့နေထိုင်နေကြတာဖြစ်ပြီးပြူစောတီတွေကိုအဝေးကနေလှမ်းအုပ်ချုပ်နေရလို့လည်းသိရပါဗျ။လှမြင်တားဖြစ်သူစိုင်းတီဟာဆိုသူကလည်းကြံရှိနေတဲ့ပြူစောတီအဖွဲ့ဝင်တွေကို လိုက်လံစုဆောင်းတာကျေးရွာတွေလူငယ်တွေရဲ့အချက်လက်တွေကောက်ယူတာ ပေါင်းတလေရဲစခန်းနဲ့စစ်ကော်မရှင်လူကြီးပိုင်းတွေစီကိုတရင်ပေးဖို့ဓာရီလွတ်ဆောင်နေရလို့လေဒေသပြည်သူတွေကပြပြပါဗျ။ဒါအပြင်စစ်ကော်မရှင်အမေကန်အကြက်ဖက်စစ်တပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲကိုကုညိတာတွေအပြင်သူဦးစီးတဲ့ပြူစောထီအဖွဲ့ကပေါင်းတလေမြို့ပေါ်နဲ့ကျေးရွာတွေမှာအေစင်းစစ်တပ်အတင်းအဓမ္မစစ်မှုဒန်းသိခေါ်ယူတာနဲ့ပေါ်တာဆွဲဖမ်းဆီးတာတွေကိုလည်းဆက်လက်လွတ်ဆောင်နေရလို့လေသိရပါတယ်ရှင်။ ီတစ်ခါမှာတော့ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းငော်မြို့မှာအကျန်းဖက်စစ်တပ်ရဲ့ထိုးစစ်ကိုကြောက်ကပြည်သူတွေမှာမြို့ထဲမှာမအေးရဲပဲမြို့ပြင်ကို ထွက်နေရတဲ့အပြင်လမ်းတွေပိတ်ဆို့ထားတာကြောင့်စားတောက်ကုန်နဲ့ဓာတ်ဆီတွေလည်းပြက်လက်နေရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ကျန်းဖက်စစ်တပ်လေရင်နဲ့ဘုံကျဲချမှာကိုပြည်သူတွေကစိုးရင်ထိတ်လန့်နေကြပြီ စစ်ဆောင်ပြေးဖို့ဆိုတာကလည်းလမ်းတွေကပိတ်ပင်ထားတာကြောင့်နီးဆက်ရာကျွရတွေမှာဒါပြေးနေရတာဖြစ်တယ်လို့လည်းဒေသခံပြည်သူတွေကပြပြပါဗျ။ပြည်သူတွေဟာလေချောင်းရံကိုလည်းကြောက်နေရသလိုမြို့ပြင်ထွက်နေရတဲ့ပြင်မြို့ကိုစွန့်ခွာထွက်ပြေးဖို့လမ်းတွေပိတ်နေပြီးဓာတ်စီလည်းမြို့ထဲမှာပြက်လက်နေရလို့ဒေသခံပြည်သူတွေကပြပြပါဗျ။အခုဆိုရင်မြို့ထဲမှာစားတောက်ကုန်တွေလည်းပြက်လက်နေပြီးဈေးကြီးပေးဝယ်နေရတယ်လို့လည်းသိရှိရပါဗျ။ လက်ရှိမှာမိုင်းငော့မြို့မှာဓာတ်ဆီ16လီတာတပုံးကိုတသိန်း3000ကျပ်ဝန်းကျင် ပေးနေရကတချို့နေရာတွေမှာတော့ကျပ်တသိန်းခွဲအထိပေးရလို့လည်းသိရပါဗျ။လမ်းပိတ်ဆိုးမှုကြောင့်အခြေခံစားတောက်ကုန်တွေလည်းပြတ်လန့်နေပြီ။ခဲန်းကျင်ဒီတပိတ်တာကိုအရင်ကကျပ်3500ဝန်းကျင်ပေးဝယ်ရပြီမဲ့လေအခုတော့ကျပ်8000ဝန်းကျင်ပေးနေရတဲ့အတွက်ဒေသခံပြည်သူတွေမှာအခွင့်အရေးတွေ့နေရတယ်လို့လည်းသိရှိရပါဗျ။မိုင်းငော့ကြောက်မဲလမ်းပိုင်းပိတ်ဆို့ထားတဲ့အတွက် ပြည်သူတွေစစ်ရှောင်ရံအတွက်နတ်ဆန်ဘက်ကပတ်ကလာရှိုးဘက်ကိုတွားရပြီးလန်ခီးမှာအင်မတန်ဝေးလွန်းတဲ့အတွက်ကြောင့်စစ်ရှောင်ရံအခက်တွေ့နေကြရတယ်လို့လည်းဒေသခံပြည်သူတွေစီကနေသိရပါတယ်ရှင်။အခုနောက်ဆုံးတက်ဆက်ပေးတဲ့တဲ့ရင်တစ်ပုဒ်ကတော့မန္တလေးတန်းပြည်ဦးနေမြို့နယ်ရှစ်ထက်ရေတံခွန်တောင်မှာ ရေကစားရင်ပြုတ်ကျတေဆုံးသွားတဲ့အမေရိကန်နိုင်ငံသူရဲ့အယုပြာကို မိသားစုဝင်တွေကအမေရိကန်ကိုပြန်လည်တည်ယူသွားခဲ့ပြီလို့သိရပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့ကပြင်းဦးရီမြို့နယ်ဇီးပင်ကျေးရွာအုပ်စုအုံနေရီအရှိကျေးရွာကရှစ်ထက်ရေရုံတောင်ကို လူ14ယောက်တွားရောက်ရေကစားခဲ့ရာကနေ9ဦးဟာသုံးတဲ့ရေတံခွန်ကို ပြုတ်ကျသွားခဲ့ပြီး6ဦးမှာတည်ဆုံသွားခဲ့တာလည်းဖြစ်ပါတယ်။တည်ဆုံသူတွေထဲမှာအမေရိကန်နိုင်ငံသူတဦးလည်းပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။ သူဟာပြည်ဦးတွင်ရှစ်ထက်ရေတကုန်မှာတခြားသူတွေကိုကယ်တင်ဖို့ကြိုးပမ်းစဉ်မှာအခုလိုတည်ဆုံသွားခဲ့ရတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။သူ့ရဲ့အယိုးပြာကိုတော့သူ့ရဲ့ဇာတိဖြစ်တယ်။အမေရိကန်ပြည်ထောင်စုမစ်ချီဂန်ပြည်နယ်ကိုမိသားစုဝင်တွေကအော်တိုဘာလ9ရက်နေ့ကပြန်လည်တည်ဆောင်သွားတာဖြစ်တယ်လို့လည်းသိရှိရပါဗျ။သူဟာဆယ်စုနှစ်တခုကျော်တိုင်အောင်မြန်မာနိုင်ငံနဲ့အာရှနိုင်ငံတွေမှာနေထိုင်ရင်းအကြအာယုံမတန်ဆွမ်း နားမကြားသူတွေအတွက် sign language ကို သင်ကြားပေးနေသူဖြစ်တယ်လို့မော်လမြိုင်မှာအင်္ဂလိပ်စာ online နဲ့မူလာတန်းကျောင်းသင်တန်းဆရာမအဖြစ်သင်ကြားပို့ချပေးခဲ့သူဖြစ်ပြီးမွေးချင်း၅ဦးထဲမှာအငယ်ဆုံးဖြစ်က အကို၄ဦးရှိတယ်လို့လည်းသိရပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဒါကတော့ရေကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကိုတက်ဆက်ပေးရပါ ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ